အားလုံးမင်္ဂလာပါဒီနေ့မျက်ဝေပေးခြင်းတဲ့ topic လေးကတော့ critical thinking ဖြစ်ပါတယ်ဒီစကလုံးကိုတချို့လဲသိချနားလဲသဘောပေါက်ကြတာလည်းရှိသလိုတချို့ကတော့ကြားဘူးပြီးတော့ကောင်းကောင်းနားမလဲတာလည်းရှိမဲ့ထင်ပါတယ်အခုဒါကတော့ကြားဘူးပြီးအတိပ္ပယ်ကိုဒီကောင်းကောင်းနားမလဲသေးတဲ့သူတွေလုံးဝမကြားဘူးသေးတဲ့သူတွေအတွက်ကြီးရွယ်ပြီးတော့မျက်ဝေပေးခြင်းဖြစ်ပါတယ် ဆို critical thinking လို့ပြောလိုက်တာ ਨੇ critical ဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ကြားပြီးတော့တချို့ကနားလည်မှုလွဲနေကြတာရှိတယ်ဆိုနားလည်မှုလွဲမယ်ဆိုလေလွဲကျင်စရာဘာကြောင့်လဲဆိုတော့တဲ့ noun form အနေနဲ့ဆိုရင် criticism ဆိုဘာသာပြန်တဲ့ခါကျတော့ we ban we ban ခြင်းပေါ့ we ban အပြစ်တင်ခြင်း ဘာဖွာနေနေကြတော့ criticize ကဲ့ရဲ့ဝေဖန်ပြစ်တင်သည်တကယ်တော့ critical critical thinking ဆိုတာအလုံးမဟုတ်အဲ့တော့အများစုနားလက်နားလက်မှုနှဲ့တာက critical thinking ဒီနေရာမှာတိထားဖို့က critical thinking is not criticizing other critical thinking ဆိုတာကအခြားသူတွေကိုဝေဖန်ပြစ်တင်တာကို ဆိုလိုတာမဟုတ်ဘူး critical thinking is not negative thinking critical thinking ဆိုတာဒီ negative thinking မျိုးမဟုတ်ဘူး critical thinking is not destroying faith critical thinking ဆိုတာသူ့ရဲ့ယုံကြည်မှုဘာသာတရားနဲ့ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့ဒါနဲ့ပတ်သက်တဲ့ယုံကြည်မှုကိုဒီဖြည့်စည်တဲ့တွေးခေါ်မျိုးဆိုလိုတာမဟုတ်ဘူး critical thinking is not only for smart people critical thinking ဆိုတာကတကယ့်ကိုဉာဏ်ကောင်းတဲ့သူတွေပဲအသုံးပြုတဲ့ဟာမဟုတ်ဘူး critical thinking is not rejecting tradition critical thinking ဆိုတာကဒီ delay tone အစဉ်လာတွေ tradition တွေကို reject လုပ်တာဒီပြစ်ပယ်တဲ့အတွေးခေါ်မျိုးဆိုလိုတာမဟုတ်ဘူးဒါကအရင်ဆုံးသိထားဖို့လိုတယ်အဲ့တော့ what is critical thinking right so what is critical thinking critical thinking what is its goal cool? what is the purpose of critical thinking critical thinking is about so critical thinking is you check about do you band so oxford dictionary critical thinking is the process of analyzing information ဒါကလူရင် critical thinking ဆိုတာကအချက်လက်တွေကို question စိတ်ဖြာတဲ့လုပ်ငန်းစဉ်ကိုဆိုလိုတယ် right ဒီမှာ process လို့သုံးထားရတဲ့ဒါက just not just thinking thinking နဲ့မဟုတ်ဘူးသူက process ဖြစ်တယ်လုပ်ငန်းစဉ်အဲ့တော့ steady ပါမယ်ပေါ့ဗျာလုပ်ငန်းစဉ်ဖြစ်တဲ့အတွက်အဲ့တော့သူ့ရဲ့ရည်ရွယ်ချက်ကပါလဲဆိုရင် in order to make a logical decision about the extent to which you believe something to be true or false လူရင်းကတော့ in order to make logical decision about something တစုံတစ်ခုနဲ့ပတ်သက်ပြီးတော့ယုတ်တိရှိတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ဒါမှမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ right အချက်လက်တွေကိုခွဲခြားစိတ်ဖြာတဲ့လုပ်ငန်းစဉ်ဖြစ်တယ် something to be true or false ဆိုတစုံတစ်ခုက မှန်တယ်ဒါမှမဟုတ်မှားတယ်လို့ right to which you believe တဲ့သင်ယုံကြည်နေတဲ့ right about the example အတိုင်းတန်နဲ့ပတ်သက်ပြီးတော့ဒီယုတ်တိရှိတဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်အချက်လက်တွေကိုလေ့လံခွဲခြားစိတ်ဖြာတဲ့လုပ်ငန်းစဉ်ကို critical thinking လို့ဆိုတာ right အဆိုရင် ဒီရဲ့ definition အရာဆိုရင်ဟုတ်ပြီဒါကလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်တွေးခေါ်ရုံနဲ့မဟုတ်ဘူးလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်အဲ့တော့ဒီလုပ်ငန်းစဉ်မှာနောက်ထပ်မေးစရာဘယ်ဟာကအရေးကြီးတယ်လဲဘယ်ဟာကဒီမဖြစ်မနေအရေးပါတယ်လဲနောက်မေးခွန်းတစ်ခုကဥမာ what is essential for critical thinking ဒီ critical thinking အတွက်ဘယ်ဟာက Badly. Since we make our decisions and judgments based on the information, it's clear that information is the most important part of critical thinking. အချက်လက်တွေကိုအခြေခံပြီးတော့ငါတို့ဆုံးဖြတ်ချက်တွေအကဲဖြတ်မှုတွေကိုလောက်ဆောင်တဲ့အတွက်ချမှတ်တဲ့အတွက် right information က uh, the critical thinking ရဲ့ အရေးပါဆုံးတော့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာဒါရှင်းတယ် right လူရံပါလဲဆို information is the most important အဲဆိုရင် information ဒီဒီ critical thinking မှာအရေးအကြီးဆုံးတော့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဟုတ်ပြီအဲ့တော့ information အရေးကြီးဆုံးတော့အစိပ်ပိုင်းဆိုရင် what is information နောက်ထပ်ဆက်မိရအဆို dictionary မှာဖွင့်ပြထားတာ information is first uh, details about somebody or something information ဆိုတာကတစုံတစ်ယောက်ဒါမှမဟုတ်တစုံတစ်ခုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုဆိုလိုတာအချက်လက်တွေကို information လို့ဆိုလိုတာ right Pero, where can we get the information? How can we get the information? Information will be a damamo blue yanai mle. so you can get information from various sources so including the internet libraries and people so information ရနိုင်တဲ့ source တွေကအများကြီးရ right ဒီနေ့ခင်ဗျဥမာ internet ကလည်းရနိုင်တယ်ဒီ search site တွေရရနိုင်တယ်ဒါလူတွေစီကနေလည်းရနိုင် so လူတစ်ယောက်ကို so ဘာလို့လူတစ်ယောက်နဲ့ပတ်သက်တဲ့အချက်လက်ကိုသိချင်တယ်ဆိုရင်ဒီနေ့ခင်ဗျဒီ internet သူ့ရဲ့ social media ကနေတဆင်ဒါမှမဟုတ်ရင် ီနာမည်ကြီးတဲ့လူတွေဆိုရင် Google ကနေတဆင့်မမွေဒီနေ့ခင်မှာချက်ချပီးတရှိတယ်အဲ့ဒါနေတဆင့်ဒါမှမဟုတ်မဂဇင်းတွေကနေတဆင့်စာအုပ်တွေကနေတဆင့်သူသူ့ရဲ့သူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရနိုင်တယ်တခါတလေကိုနဲ့နှိစက်ရလူတွေစီကနေကြားပြီးတော့လေအချက်လက်ကိုသူတို့စီကနေလေရနိုင်တယ် right ဒါက information ဘယ်ရရနိုင်မလဲဆိုတော့ပြောတာဟုတ်ပြီ the more accurate and complete the information is the more accurate your decision and judgments will be ပါလဲဆို information ကပိုပြီးတိကျလေးလေးပိုပြီးပြည့်စုံလေးလေးသင်ရဲ့ဒီဆုံးဖြတ်ချက် right အကဲဖြတ်မှုတွေကပိုပြီးတော့ဘာဖြစ်တော့တိကျလေးလေးပဲအဲ့တော့ပြောမြပြောရမယ်ဆိုရင်စဉ်းစားရမယ်ဆိုရင် the less accurate and complete the information the less accurate your decision or judgment will be po right အဲဆိုရင် information ကမတိကျလေလေမပြည့်စုံလေလေကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုယ့်ရဲ့အကဲဖြတ်မှုတစုံတစ်ခုနဲ့ပတ်သက်တစုံတစ်ယောက်နဲ့ပတ်သက်ဒီဆုံးဖြတ်မှုအကဲဖြတ်မှုတွေကမှန်ကန်ဖို့နည်းလေလေပဲအဲ့တော့ information ကမှန်ကန်တိကျဖို့ပြည့်စုံလေဖို့လိုအပ်တယ်ပေါ့ဒီ ီ critical thinking လုပ်ငန်းစဉ်အတွက် information ကအရေးကြီးတယ်ပေါ့တည်ကြရမယ်ပြည်စုံရမယ်ဟုတ်ပြီအဲ့တော့ဒါကလုပ်ငန်းစဉ်ဖြစ်တယ်ဆိုတော့ so now မိကွန်းတစ်ခုက what are the key steps and the components of critical thinking critical thinking ဒီလုပ်ငန်းစဉ်ဖြစ်တယ်ဆိုတော့အဲ့ဒီမှာသူ့ရဲ့ တကယ်အရေးကြီးတဲ့ steps တွေကအဆင့်တွေကဘာတွေလဲသူအရေးကြီးတဲ့အစိတ်ပိုင်းတွေကဘာတွေလဲ critical thinking မှာသူပြဿနာတစ်ခုကြုံတယ်ဒါမှမဟုတ်အခြေအနေတစ်ခုကိုကြုံလိုက်တဲ့အခါမှာသူ stepping back ဆိုတာနောက်ကိုခြေတလန်းဆုပ်ပြဿနာတွေးလိုက်တာနဲ့တန်းပြီးတော့ reaction မလုပ်အောင်တန်းပြီးတော့မတုံ့ပြန်အောင်တန်းပြီးဆုံးဖြတ်ချက်မချအောင်သူနောက်ကိုခြေတလန်းဆုပ်တယ်ဆိုတော့ဘာလို့ဆုပ်တာလဲသူ ချစ်တလန်းစုပ်ကြည့်လိုက်တဲ့အခါမှာ situation ကိုကောင်းကောင်းမြင်နိုင်တယ်ရှူတော့ဘောင်းဆောင်ကနေကိုကပုံမြင်နိုင်တယ်ရှူတော့ဘောင်းဆောင်ကမြင်မှဒီမှန်ကန်တဲ့ဒီဆုံးဖြတ်ချက်ကိုခြားနိုင်မှာအဲ့တော့နောက်ကိုချစ်တလန်းစုပ်တယ်ဆိုတာဘာ၄လဲဆိုရင်ဥပမာအဆင့်တွေကပထမဆုံးလို့မှာက observation ပဲ observation ဆိုတာ notice and define the problem right အရင်ဆုံးပြဿနာကို ဘာလို့အောင်မို့ဆိုလိလာဘယ်ဟာကလိလာကဲ့ဖြစ်မယ်ဥမာဘယ်ဟာကပြဿနာလဲဆိုတော့ဥမာ Facebook မှာပဲဖြစ်ဖြစ်ဒီ social media မှာပေါ့ကိုက post ခုတွေ့လိုက်တယ် drinking hot water can cure all diseases ပေါ့ရင်းနှီးတောက်တာကယောဂအလုံးကိုပျောက်ကင်းစေနိုင်တယ်ဒါ post တစ်ခုတွေ့ ော့ post ကြည့်လိုက်တယ်ဒါတကယ်စိတ်ဝင်စားစရာပဲဒါပေမဲ့နည်းနည်းဒီယုံမှုခက်တယ် right အဲ့တော့ဒီမှာပြဿနာကိုတတ်မှတ်လိုက်မယ် identify လုပ်လိုက်မယ်ပြဿနာဘာလဲဆိုတော့ is this information true or not ဒီအချက်လက်ကမှန်လားမှားလား right true or not မှန်လားမှားလားဒါကပြဿနာ okay ဟုတ်ပြီ ဒါပြဿနာဆိုတာသတ်မှတ်လိုက်ပြီဒါ problem ပဲအဲ့တော့ဒီပြဿနာကိုအမှားအမှန်သိရဖို့ဘာလုပ်လို့နောက် step တစ်ခုအနေနဲ့ gather gathering information အဲ့လို next step ကိုမသွားဘဲနဲ့ခုနတန်းပြီးတော့ယုံလိုက်မယ်ယုံပြီးတော့ decision ချလိုက်မယ်ဆိုရင်လွဲသွားမှာအများစုကဒီ critical thinking မရှိဘူးဆိုရင်တွေးလိုက်တာနဲ့ ကိုကယုံလိုက်တယ်အဲ့ကြတော့ blind faith ဖြစ်သွားမျက်ကမ်းယုံကြည်ရရောက်သွားကိုမြင်တာကိုတွေ့တဲ့အတိုင်းလက်ခံလိုက်တာအဲ့လိုလက်ခံလို့မရဘူးအဲ့လိုယုံလို့မရဘူးအဲ့တော့အရင်ဆုံးဒါကမှားလားမှန်လားပြဿနာတစ်ခုပြဿနာကိုသတ်မှတ်ဟုတ်ပြီမှားလားမှန်လားအဲ့နောက်မှာဘာဆက်လုပ်မလဲ gathering information နောက် step တစ်ခုကအချက်လက်တွေကို data တွေကိုစုအောင် ဟုတ်ပြီဒီထားကိုဘယ်လိုစုမလဲ right ဒီနေ့ခင်မှာအများကြီး source ကအများကြီး Google မှာသွားရှာလို့ရတယ်ဆိုဘယ်လိုရှာမလဲဥပမာ so what is the advantages of drinking for water ဒီရင်းနှီးတောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ right or စတာဟာ information ရှာတဲ့အခါမှာ Google မှာရှာရင်ဘယ်လိုနားမှာရှာမှာလဲဘယ်လို source မှာသွားရှာမှာ ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ website တွေရှိတယ်အဲ့ကိုသွားရှာလို့ရတယ်ဒါ article စောင်းမားတွေဖတ်လို့ရတယ်နောက်ကြရဆရာဝန်တွေဒါမှမဟုတ်ရင်ဒီတကယ့်ကိုဒီတရားဝန်ဒီ official medical page တွေရေးစာမျက်နှာတွေမှာသွားဖတ်လို့ရတယ် right အဆိုရင်အဲ့ဒီ information တွေကိုဘာလို့မအကုန်စူးစီးရဟုတ်ပြီ information တွေတော့ရပြီဒီရင်းနှီးတောက်တာနဲ့ပတ်သက်တဲ့ information right အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ရနိုင်သမျှစုလိုက်တယ်တကယ်ကိုဒီမှန်ကန်ယုံယုံလို့ရနိုင်တဲ့ right source တရားနေကိုက information ကိုစုထားပြီစုလိုက်ပြီဟုတ်ပြီ now step တစ်ခုအနေနဲ့ဘာလုပ်အောင် analyzing examine the information carefully information တွေကိုတကယ်ကို give design နဲ့ပါဖြစ်အောင် analyze လုပ်အောင် question စိတ်ဖြစ် right examine လုပ်စစ်ဆေးရမယ် analyze လုပ်မယ် information တွေဟုတ်ပြီအဲ့ဒါတွေကို analyze လုပ်ပြီးသွားပြီဆိုရင် next step ကဘာလုပ်အောင် evaluate ဆိုတာ judge the quality and the truth of the information information ဒီ quality အရည်သွေးဒီကောင်ကမှန်နိုင်ချေဘယ်လောက်ရှိတယ်လဲရာခိုင်နှုန်းဘယ်လောက်ရှိတယ်လဲသူရဲ့အရည်သွေးကဘယ်လောက်ကောင်းတယ်လဲမှန်နိုင်ချေရှိတယ်လဲစတာတွေအဲ့ဒါတွေကိုကိုယ်အဆုံးဖြတ်ရအောင် right analyze လုပ်ပြီးရင် evaluate လုပ်အောင်ဆုံးဖြတ်အောင်သူက block မှန်နိုင်ချေရှိတယ်လေပမာဏနောက်သူအကြီးသွေး block မှန်ကန်မှန်နိုင်ချေရှိတယ်လေစတဲ့အကြီးသွေးတွေဟုတ်ပြီအဲ့တော့ now step တစ်ခုသွားမယ်အဲ့ကြမှာဘာလို့အောင်လို့ draw conclusion ဆိုတာဆုံးဖြတ်ချက်ချအောင်ပြဿနာကိုတွေ့တွေ့တာနဲ့တန်ပြီးဆုံးဖြတ်ချက်မချဘူးဟုတ်ပြီ step by step ဘာလို့အောင် ဒီဆုံးဖြတ်ချက်ချဖို့အတွက်ဒီမှာ step တွေအများကြီး observation လုပ်တယ် gathering information နောက်က analyzing evaluating ပြီးမှ draw conclusion အဲ့ကြမှာ decide logically ယုတ်တိရှိလက်တွေ့ကြကြယုတ်တိရှိရှိ right ဆုံးဖြတ်ဆုံးဖြတ်တဲ့အခါမှာဘယ်ဟာ base လောက်အောင်မလဲအခြေခံပြီးတော့ဆုံးဖြတ်အောင်လဲ based on your analysis right ကိုလိလခွဲခြမ်းစေဖြန်ထားတဲ့ဒီ information နေပုံမှာခြေခံပြီးတော့ဆုံးဖြတ်ချက်ချအဲ့တော့ဒီညမှာဘယ်ပုံမှာ base လို့မလို့အောင်လဲဆိုရင်ကိုယ့် biases ဒီ acry lighter တွေနောက်က prejudice တို့မလို့မုံထားတာတခုခုကနောက်က resistance တို့ဒီလူမျိုးရေးအဲ့ပုံမှာတွေဒီခွဲကြတာတွေဒီ acry lighter တွေဒီအဲ့ဒီအရာတွေပုံမှာအခြေခံပြီးတော့ဆုံးဖြတ်လို့မရဘူး data ကိုအပေါ်မှာပဲအခြေခံပြီးတော့ဆုံးဖြတ်တယ် data ကို analyze လုပ်ထားတဲ့အပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ချက်ချအဲ့လိုမှမဟုတ်ရင်မှားသွားမယ် CS step တွေမှန်ခဲ့ပြီမဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာ bias လုပ်ပြီးတော့ aggregate လိုက်ပြီးတော့မုံလို့ဒါမှမဟုတ်ဘာသူဖြစ်လို့ဒီပုဂ္ဂလ data ဒီ subjective point of view ကနေမဟုတ် objective point of view ဒီအချက်လက်ကိုအခြေခံပြီးတော့ဆုံးဖြတ်ချက်ချအဲ့ကြမှာမှန်လိမ့်မယ် right ဟုတ်ပြီအဲ့တော့ဆုံးဖြတ်ချက်က အဲ့လိုချလိုက်ပြီအဲ့လိုချလိုက်ပြီးရဲ့နောက်မှာဘာလုပ်ဘူး apply လုပ်တယ် apply လုပ်တယ်ဆိုတော့ဒီရဲ့ပြဿနာမှားလားမှန်လား use and share the result ဟုတ်ရလက်တစ်ခုထွက်လာတယ်အဲ့ရလက်ကိုဘယ်လိုအသုံးချမလဲဥမာခုန post ခုတွေ့လိုက်တယ်အဲ့ဒီဥစ္စာကမမှန်တဲ့အကြောင်းဘာဖြစ်ရမျှဝေရအောက်က comment မှာသွားပြီးတော့ဒါကတော့ဒါမဖြစ်နိုင်ဘူးဘာကြောင့်လဲတဲ့ ယူနစ်တောက်တာကျမကြီးအတွက်ကောင်းတယ်ဥမာဒီ digestion ဒီအစာကြေဖို့အတွက်တော့အထောက်အကူပြုတယ်မှန်တယ်ဒါပေမဲ့ယောဂအားလုံးကိုပျောက်တယ်ဆိုတာကတော့မဟုတ်ဘူးဘာကြောင့်မဟုတ်တာလဲဆိုရင်ဒီအချက်လက်တွေဒီအချက်လက်တွေကြောင့်ဒါကြောင့်မမှန်နိုင်ဘူးကုန်းမှမသွားဒီမျှဝေတာကျန်တဲ့သူတွေဒီဒီလမ်းမသွားမှဆိုတဲ့အတွက်မျှဝေတာဓမ္မမို့ကိုယ်တိုင်အသုံးပြုတာပဲဖြစ်ဖြစ်ဒါအဲ့လိုလုပ်ရအောင် ါကသူ့ရဲ့ resort ပေါ့ critical thinking ရဲ့ resort အဲ့တော့ critical thinking က not just thinking တွေးုံနေမဟုတ်ဘူးစဉ်းစားရ not critical thinking ဒီ not just criticize သူများကိုပြစ်တင်ဝေဖန်တာသူများ ਨੇ ပတ်သက်ပြီးတော့အဆူမြင်တွေးခေါ်တာမဟုတ်ဘူး critical thinking ဒီလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ဘာလုပ်ငန်းစဉ်လဲဆိုရင်မှန်ကန်တဲ့အဆုံးဖြတ်ချက် ယုတ်တိရှိရဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့အတွက်ဒီ tool တစ်ခုဖြစ်တယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုဘာလို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချတာကဘာကြောင့်အရေးကြီးတယ်လဲဆိုတော့ so မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှာမှန်ကန်တဲ့လုပ်ရည်တွေလုပ်နိုင်မှာ right အဲ့တော့ critical thinking ကမိမိရဲ့နေစဉ်ဘဝမှာဘယ်လောက်ရည်ကြီးတယ်ဆိုတာသိနိုင်တယ်။ okay ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် critical thinking is a skill right? Ski to Cupid. Blue ski so they help us make fair, logical, and wise decision. The Gago, Nyata B, Yoti Shire, Athenian Barret, some Pichette, who Chare Kama, a talk would be united, ski to Mupit. So it trains our mind to question, analyze, and reason clearly, critical thinking ကကိုယ့်ရဲ့စိတ်ကို train ပေးတယ်ဘယ်လို train ပေးလဲဆို to question လ ీల စူးစမ်းဖို့ right analyze လုပ်ဖို့တခုခုနဲ့ပတ်သက်လိုက်ခွဲခြားစိတ်ဖြန့်ပြီးတော့ analyze လုပ်ဖို့နောက်ကအကြောင်းကျိုးယုတ်တိရှင်းရှင်းလင်းလင်းနားလဲသဘောပေါက်ဖို့စိတ်ကို train ပေးတယ် so အကျိုးရလကဘာရလဲဆို by practicing critical thinking ဒီ critical thinking ကိုလက်တွေ့ဒီစင်ပေါ်မှာအသုံးချမယ်ဆိုရင် we can avoid mistakes အမှားတွေကိုရှောင်နိုင်မယ်ပြီးတော့ understand reality but အရှိကိုအရှိတိုင်းပို့ပြီးတော့နားလည်သဘောပေါက်နိုင်တယ် make smarter choices in our daily life ကိုယ့်ရဲ့နေ့စဉ်ဘဝမှာပုံမှန်ကောင်းမွန်တဲ့ right ဒီရွေးချယ်မှုတွေကိုရွေးချယ်နိုင်လိမ့်မယ်အဲ့တော့ဒီဒီကောင်းချုပ်အနေနဲ့ critical thinking ဆိုတာအခု တည်တင်သလောက်တည်သွားပြီဘယ် information တွေတွေ့တွေ့ဘလို့အချိန်ဒီမှာပဲကြုံကြုံတန့်ပြီးတော့ဆုံးဖြတ်ချက်မချပါနဲ့တန့်ပြီးတော့ react မလုပ်ပါနဲ့အချိန်တစ်ခုယူပါခြေလန်တလန်နောက်ဆုတ်ပါခြေလန်တလန်ဆုတ်တယ်ဆိုတာအချိန်ဥမာတစ်နာရီဒါမှမဟုတ်နှစ်နာရီအချိန်နည်းနည်းယူပြီးတော့ဒီလုပ်ငန်းစဉ်အတိုင်းပဲ right လှုပ်ဆောင်ပြီးတော့တွေးခေါ်ပြီးတော့ စဉ်းစားဆုံးဖြတ်ပါအဲ့ဒါဆိုရင်အမှားတွေနည်းသွားမယ်အမှားတွေနည်းသွားရင်ဘဝပြည့်စုံပူကောင်းလာလိမ့်မယ်ကျေးဇူးပါ